တပည့်တော်မြတ်ဖြူနင်းဝေပါဗျာအတက်က52နှစ်ပါဗျာတပည့်တော်မြောင်မြောင်မျိုးကနေလာတော့မြောင်မြောင်မျိုးကလာအထုတ်တာနော်ဓမ္မဟုတ်ပြီအဲ့တော့ဓမ္မကြီးကဘာကမ္မထာနေအထုတ်နေလဲဘုရားတပည့်တော်ရုံနံကမ္မထာပါဗျာရုံနံကမ္မထာအထုတ်တာဘယ်လောက်ကြာသွားပြီလဲဟောပါဗျာနှစ်လပြည့်ပြီပါဗျာဘယ်နှစ်လတစ်လနှစ်လနှစ်လဗျာနှစ်လပြည့်နှစ်လဓမ္မဗျာဟောဟုတ်ပါပြီနော်အဲ့တော့ရုံနံအထုတ်နေတာ တင်ပါဗျာဟောဟုတ်ပါအဲ့နှစ်လအတွင်းမှာဒီမလာအထုတ်တာလားမြောင်းမဲမှာအထုတ်တာလားဒီရဒီလာလာပါဗျာမဲဟိုဟာမက်စလာဟိုဟာရှေ့ရတရားစခန်းမှာဒီဟိုဟောရှေ့ရတရားစခန်းလာအထုတ်တော့အထုတ်တော့ဒီမှာအခုရုံးတဲ့ကမ္မထမ်းတွေကိုဘယ်လိုတွေအထုတ်ခဲ့လဲဘာတွေကိုတိသွားပြီလဲရှောက်ပါတင်ပါဗျာအခုတပီတော့ရုံးတဲ့ကမ္မထမ်းအခုတပီတော့ဗျာတရားဒီဟိုတရားစခန်းမဝင်ခင်တပီတော့ဟိုဘယ်လိုပြောလဲအခြေအနေလေးကိုတပီတော့ပြောပြခြင်းနေဗျာပြောပြရင်ကောင်းတာပေါ့နော် တပည့်တော်အရင်တော့ငါတပည့်တော်တရားစခန်းတစ်ခါမှမဝင်ဘူးပါဘူးခင်ဗျာပြီးတော့ဟိုဥပုပ်လည်းမဆောင်ဘူးခင်ဗျာဥပုပ်လည်းဆောင်ဆိုတော့ကြားပေါ့ဟုတ်ဟုတ်ဥပုပ်လည်းဥပုပ်လူတော်တရင်သီလာလည်းတစ်ခါမှလည်းမဆောင်ဘူးပါဘူးခင်ဗျာနောက်ပြီးတော့ဟိုဒီလိုတက်တက်လွတ်စားရပါနဲ့ဒီလိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့တပည့်တော်တော်ဝေးပါနေခင်ဗျာအဲ့တော့ဒီနေ့ဒီနေ့ပါလေးဘုံလဲဆိုတော့ဟိုတပည့်တော်အရင်လှုပ်တယ်မိသားစုအလုပ်အဲ့လိုမျိုးနေပဲအချိန်ကုန်နေတာပါခင်ဗျာ အလုံးနဲ့တပီတော့အသက်40ပြည့်တဲ့နေပေါ့ဗျာအသက်40ပြည့်တဲ့နေမှာတပီတော့ရေတငယ်ချင်းကြောက်ကတင်နေ post ဖို့တပီတော့တော့ပြောတွေ့တယ်ဗျာသူအပါပြောထားလဲဆိုတော့အသက်40ပြည့်ပြီဆိုတော့တရားဓမ္မတွေလောရတော့ပဲပေါ့နော်အဲ့လိုပြောတယ်ဗျာအဲ့တူရဲ့ ူ့ရဲ့စာကိုမြင်ပြီးတော့တပည့်တော်ဟာဘာတွေးမိသားလဲဆိုတော့အော် तू လည်းဒီလိုလောက်ရမယ်ငါလည်းအသက်20ပြည့်ပြီပဲ။အော်အသက်20မပြည့်ခင်အချိန်တွေမှာငါဘာမှမလုပ်ဘဲနဲ့နေခဲ့တာပေါ့နော်။တော့အချိန်လေးကိုအလကားကုန်ခဲ့တယ်။ဒီအသက်20ပြည့်ဆုံးလဲ။ ငါလဲတရားဓမ္မတွေလုံးသိနေပြီဆိုတော့အတွေ့လေးတပီတော့ဝင်နေပြန်အဲတော့ဝင်လာနေတပီတော့အဲ့လိုမျိုးတော့တိဟိုအဲ့တော့အတပီတော့ရဲ့အတီးကဘယ်လိုလဲဆိုတော့ဟိုနိဗ္ဗာန်ဆိုတာကတရားအားထားတရားထိုင်မှတရားအားထုတ်မှအဲ့လိုမျိုးရောက်နေဆိုတော့တပီတော့တပီတော့သိထားတာဟောဗျာသိထားတဲ့အခါကျတော့တပီတော့ကအဲ့လိုမျိုးတရားအားထုတ်မယ်ဆိုလဲဆိုတော့တပီတော့တရားထိုင်မှုစူးစမ်းကြည့် တရားလိုက်အကျိုးသားတော့ဘာလုပ်လဲဆိုဆက်စပ်ခြင်းတရားထိုင်လို့ပြောဝင်လေတော့နေမှတ်တာဘူးပြီမှတ်တော့အဲ့မှတ်တဲ့အချိန်မှာခဏပဲပြာတမင်းနည်းနမင်းလောက်ဝင်ရတယ်ပြီးလေပြီးရောဘာဖြစ်လာလဲဆိုတော့ဟိုစိတ်တရားရောက်ရက်ခက်ရှုပ်ထွေးပြီးတော့ဘလို့မှအမှတ်လို့အဆင်မပြေဘူးအဆင်မရတဲ့နေ့တပြီးတော့အဲ့ဒါနဲ့မမှတ်တော့ဘာလဲမှတ်တော့တစ်ခါကြိုးစားတယ်နှစ်ခါကြိုးစားတယ်ဆိုတော့တပြီးတော့ညီမသိဘူးပြင်နေဗျာညီမသိဘူးပြင်နေရောအဲ့ဒါနဲ့ပြီးတော့ဟိုဘလို့တွေးလိုက်လဲဆိုတော့အော်လို့ ငါဒီလိုမျိုးမလောက်တတ်ဘူးဆိုတော့ကျင်းသိငါတော့သိရင်တော့အမပဲလို့အပဲအလေးဖုံတန်းနေတာပဲလို့ဆိုတော့အဲ့တပီတော့တပီတော့အာခေါ်ရှာတော့ဟောပြတပီတော့လောက်ခဲ့တယ်ဟိုဌာနာဥဒုလေးဒီအဲ့တပီတော့ပြင်းပြင်းတမင်းတော့ဒီဌာနာကုစုကလည်းဟိုတကယ်လို့လောက်တော့လောက်ထားတယ်ဗျာဒါမဲ့သင်ငယ်ချင်းဟောဒီဌာနာဥဒုကအယုံမပြူးမိပဲနဲ့တခြားအယုံတွေပေါ့ဆွဲလဲတော့အရင်တော့ ။ဟာအဲ့တော့ကျင်းလေးအပဲလေးပုံပဲဟုတ်ပြီ။အဲ့လိုမျိုးတွင်းပြီးတဲ့အချိန်မှာတပည့်တော်တာဆောက်တည်ရမယ်ဟာဖြစ်တယ်ဗျာ။ဆောက်တည်ရမယ်ဖြစ်တဲ့အခါကျတော့တပည့်တော်ဟိုအဲ့ချိန်မှာလေတပည့်တော်ပါဟိုမှာတို့ရောမမြင်အောင်အဲ့တော့အပဲလေးပုံဆိုမှာတပည့်တော်တည်ထားတာကျန်တဲ့သုံးပုံကတော့မမြင်အောင်ဟုတ်ပြီ။ဒီလိုမြင်နေရတာကတရိတ်ဆန်ဘုံဘာလို့လဲဆိုအကောင်လေးတွေမြင်နေရွ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 ဘိုးကောင်လေးတွေမြင်နေဆိုအဲ့ဒီလာလေးကိုမြင်တော့ငါတော့ဒီလိုမျိုးအကောင်လေးတွေကတကောင်များငါဖြစ်သွားရင် ဆိုပြီးတော့အဲ့အတွေ့အတော်တော်လေးကိုစောက်တရားမြန်ပြစ်တော့ဖြန်းအန်းလေတပြီးတော့ဘလို့လောက်အောင်လဲမသိမသိတော့အဲ့လိုမျိုးနေပဲတပြီးတော့လုံးလဲဆားလဲလိုက်တာတပြီးတော့တနည်းလောက်ကြာသွားတယ်ပြန်အဲ့တော့အဲ့အတော်တင်မှာတပြီးတော့တပြီးတော့မိခင်ကိုပြောပြတော့တပြီးတော့မိခင်ဟိုဆရာတော်ဖခင်အရှင်ကိုတွားပေါ့နော်အဲ့လိုမျိုးဆိုတပြီးတော့မိခင်အတီမှာတရားလာပြီးတော့အာတုံနေချာပါပြီပြန်အဲ့လိုမျိုးဆိုဒါမဲ့သွားမင်းလို့ယူရလိုက် အကြောင်းကျိုးတစ်ခါမှမတိုက်ဆိုင်ဘူးပြန်ဒါမဲ့ပြီးခဲ့တယ်တပြီးတော့40တနည်း ပြေမယ်မွေလာပါဗျာဒီမွေလာမှာတပြီးတော့အကြောင်းကျတိုက်ဆိုင်ပြီးတော့ရောက်ခဲ့တယ်။ရောက်လိုက်ရတော့ဒီကိုရောက်ပြီဆိုတာနဲ့တပြီးတော့ဟိုတပြီးတော့ရေမှာရှင်ထဲမှာပါဖြစ်လဲဆိုညှော်လင်းချက်တွေပေါ့ဗျာတပြီးတော့ဒီတင်တာတွေဒီဝင်ရတော့မယ်အဲ့လိုမျိုးနဲ့အပြေးကြီးနဲ့တပြီးတော့လာခဲ့တယ်ဗျာအဲ့နဲ့တပြီးတော့ငါရှာကမ္မထံစားရှာတယ်အစင်ပြေခဲ့တယ်။နောက်၁၄ရက်နေ့ယုံနယ်ကမ္မထံပြောင်းတဲ့အခါကျတော့လေ၁၄ရက်နေ့ယုံနယ်ကမ္မထံပြောင်းတော့တပြီးတော့ယုံနယ်ကမ္မထံဟို ပိုပေါ်ပြဒီလိုစပြီးရရှုတယ်ဗောဗျာပြတဲ့ကကြတော့ယုံနဲ့ကမတန်းရှုတော့တပိတော့ဘယ်လိုရှုလဲဆိုတော့ဟိုမြင်တာလေးကယုတ်တိတာလေးကနင်းကြားတာလေးကယုတ်တိတာလေးကနင်းနောက်ကြံတွေးလို့ရှင်ကြံတွေးတာလေးကနင်းထောက်ပံ့ပေးတာကဟိုကြံတွေးတာလေးကနင်းထောက်ပံ့ပေးတာကယုတ်နောက်စားလို့ရှင်လဲစားတာလေးကယုတ်တိတာလေးကနင်းတပိတော့အဲ့လိုမျိုး ိုဒီဟိုဖောက်ပြန်တယ်ဆိုလို့ရှိရင်လည်းဖောက်ပြန်တာကရုပ်တိတာလေးကနန်းဒီလိုမျိုးအာယုံ6ပါးပေါ်မှာဒီပြောအဲ့လိုရှူတယ်နောက်တစ်ခါဟေးဒီအေရိယာဘုတ်၄ပါးမှာကြာတော့လေဒီလိုဟိုဥမာဆိုရက်ချင်တယ်ဆိုလို့ရှိရင်ရက်ချင်တာလေးကနန်းတရနန်းတရတိတာလေးကဟိုရက်လိုက်တာကရုပ်တရားတခါအဲ့ဒီအပေါ်မှာပဲရက်ရက်နေတာကရုပ်တရား တိတာလေးဟိုတိတာလေးကနန်တရားဆိုပြီးဒီပြီးတော့အပြန်ပြန်နန်နဲ့ဒီလိုပေါ့အဲ့ဒီရပုတ်၄ပါးစလုံးမှာဒီပြီးတော့အိတ်အိတ်ခံနေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးရှုတယ်ပေါ့ဗျာရှုတော့ပထမအကြိမ်ဒီပြီးတော့တစ်ခါနှစ်ခါထိုင်ဟိုဆယ်လေးရက်နေပြောင်းနေဆိုဆယ်လေးရက်နေညနေဟိုရုံနေဒီလိုမျိုးကမ္မထမ်းပြောင်းပြီးတော့ဒီပြီးတော့ရှုတော့ရှုနေနေနောက်တရားထိုင်တဲ့အချိန်ကိုရှုတဲ့အခါကျတော့ဒီပြီးတော့အဲ့ဒီအိတ်ရပုတ်ဟိုပေါ့ဗျာဒီအကြာအာယုံရင်နောက်တစ်ခါထိတွေ့မှုအာယုံအဲ့လိုမျိုးသုံးခုပေါ့ဗျာနောက်တစ်ခါဒီ ဟိုအကြားရဲ့ထိတွေ့မှုကြံတွေ့အောင်ရောဒီသုံးခုကိုအဓိကထားပြီးတော့ရှုပြီးတာပေါ့ဗျာရှုတဲ့အခါကျတော့ရှုနေနေတပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုဒီဟာတွေကမမြဲဘူးပေါ့ဗျာမမြဲဘူးဆိုတာတပြီးတော့တိသွားတယ်တိသွားတဲ့အခါကျတော့ဟို ဆက်ပြီးတော့လေတမန်သင်ကပ်ပါလောက်တာပေါ့ဖေဟာအမမြဲဘူးမမြဲတဲ့အခါဆိုတော့ဒါတွေကဒုက္ခတွေပဲဆင်းရဲတွေပဲအိိဆတွေပဲဟာအဲ့ဒါတွေကသူတဘောကိုယ်တဘောလောက်ကြီးအဆင်မပြေအဲ့နဲ့အဲ့အချိန်မှာဘာဝင်သွားလဲဆိုငါကြံတွေးစိတ်ကလေးဝင်နေပါလားဆိုပြီးတော့တတိယလိုက်တာနဲ့အဲ့ဒီတွေးတဲ့စိတ်ကရက်သွားပြီအဲ့လိုမျိုးပြေးတဲ့အခါကျတော့တပည့်တော်ဆရာလေးဇာနာတန်ကြီးနဲ့ဆွေးနွေးပါလေဗျာဆရာလေးဗျာတပည့်တော်အဲ့လိုမျိုးဟို ရှူတာမှန်ရဲ့လားဗောဆရာလေးကအမှန်ပါလေလို့ပြောပါတယ်ဗျာအဲ့ဒါနဲ့တပီတော့အဲ့နောက်တစ်နေ့ဗောဗျာ25ရက်နေ့ခြားတပီတော့ဆွန်းကြွားတယ်ဗျာဆွန်းဆွန်းတန်းစီတယ်ဗျာတန်းစီတဲ့ခါကျတော့တန်းစီနေနဲ့တပီတော့မှတ်တယ်ဒီလှမ်းကျင်တာလေးကနန္တရာလှမ်းလိုက်တာကရုတ်တရာနောက်တစ်ခါဒီလှမ်းလိုက်အဲ့လိုမျိုးမှတ်နေမှတ်နေနဲ့ဒီအရှိခြေလန်းကိုမှတ်နေတဲ့အချိန်မှာပဲဒီနောက်ကခြေလန်းကကြွသွားတယ်တက်တက်ဆက်ထဲအဲ့လိုမျိုးဖြစ်နေတဲ့ဟာတပီတော့အဲ့အချိန်မှာဘာလို့သဘောပေါက်သွားလဲအော်ရုံနဲ့နန်က ဟိုတဘူးတွေတွဲသေးပေါ့နော်အတွဲလိုက်သွားနေတာအဲ့ဒီမှာမှရှေ့ချေလန်ကိုနောက်လက်မှတ်လို့မပြီးသေးဘူးနောက်ချေလန်ကဆက်တိုက်ဆက်တိုက်လာနေဆိုပြီးတော့အဲ့ဒါကိုသွားပြီးတော့ဟိုသွားတွေ့တယ်ပေါ့ဗျာအဲ့နဲ့ပြီးတော့ပြီးဆုံးစာဆုံးတဲ့စီပြီးဆုံးစားတော့ဟိုဆရာဦးမောင်ကြီးကပြောတယ်တော့စားနေတာလေးကအစားချင်တာလေးကနန်တရားစားအဲ့လိုမျိုးမှတ်ပြီးတော့စားပေါ့ဆိုလို့ဆိုအဲ့နဲ့တပိတော်ကဒီစားဖို့ပုံစံကိုရွယ်လိုက်တယ်ရွယ်ပြီးတော့ခက်လိုက်တယ်ပါဇန်နာကိုရောက်ခင်ဆိုဒီမှာ ဒီမှာကြံတွေးပြီးတော့လှုပ်လိုက်တဲ့ဘယံမှန်သမားကဟိုနန်တရားရဲ့နောက်မှာဒီရုပ်တရားကအစမပြတ်လိုက်တာခင်ဗျာလိုက်နေနေနဲ့အခုဇွန်ကိုတပြီးတော့ခတ်လိုက်တယ်ခတ်တယ်ဆိုတာကြံတွေးစိတ်ကြောင့်ခတ်တယ်ဟိုရုံးနေနေနဲ့တတွေ့တယ်ဒါမဲ့မလိုက်ပြီဆိုတာနဲ့နောက်မှာဖြစ်ဖြစ်ဖြစ်ပြည့်ဆိုတာအဲ့ဒီတက်တက်တက်လေးတွေကိုတပြီးတော့သတိထားမိသွားတယ်အဲ့ဒါတပြီးတော့ဖုံဖုံဉာဏ်နဲ့နားကိုရှောက်တော့ဖုံဖုံကလည်းဟိုဆက်ပြီးတော့ရှုဖို့ပြောပါတယ်ဗျာအဲ့ဒါနဲ့ ညနေဘက်ကြတော့တပိတော့ဟိုတရားအဲ့လိုမျိုးအထိုင်နေနဲ့ဒီပန်ဃာတန်ပေါ့ဖေဟာပန်ဃာတန်ကိုတပိတော့ရှိဆိုဒီပန်ဃာတန်လင်းနေတာကဆက်တိုင်းဆက်တိုင်းဆက်တိုင်းအစားထိုးသွားတာတပိတော့လိုင်းလို့တောင်မှတ်လို့တောင်မမီနိုင်တော့လောက်အောင်အဲ့လိုမျိုးဖြစ်သွားတဲ့ခါကျတော့တပိတော့ဒါရုပ်တရားနဲ့နန်တရားကဒီလောက်တောင်ဖြစ်ပြနေပါလားဆိုပြီးတော့တပိတော့ဖုံဖုံခေါ်တဲ့ဒီရုပ်ကလေး၅00နန်ကလေးတသိန်းဆိုတဲ့ဟာကိုသွားပြီးတော့တတိယပါလေဖေဟာအဲ့ဒါနဲ့ဖုံဖုံကိုလျှောက်တော့ တခါညာဖက်ဟိုဖုံဖုံတခါပြန်လျှောက်တယ်ဗျာညာညာဖက်ရောက်တော့လဲဥမမောင်ကြီးကိုတပြိုလျှောက်ပါတယ်ဗျာလျှောက်ပြီးတော့အဲ့ညာဖက်အိတ်တဲ့ခါကျလဲလျှောက်အောင်တပြိုလအဲ့လိုမျိုးဟိုဟိုအဲ့ချင်နာလေးကဒါနန်တရားအိတ်တာကလှမ်းလျှောင်းလိုက်တာကရုတ်တရားဒီလိုမျိုးအဲ့လိုမျိုးနဲ့မှတ်နေတယ်တပြိုလဘာဟိုဟာဖြစ်လဲဆိုတော့ဒီအာယုံ၆ပါးစလုံးကတစ်ချိန်နဲ့တစ်ပြိုင်နဲ့မှာဒါတပါးစီဖြစ်တာမဟုတ်ဘဲနဲ့အာယုံ၆ပါးစလုံးကအကုန်လုံးကဆက်တိုက်ဆက်တိုက်ဖြစ်ပြပြီးတော့အစားထိုးနေရဆိုတော့တပြိုလ ဟိုတိပွားပါတယ်ဖေ။ထိလာတဲ့ခါမှာဒါမဲ့ကိုကအာယုံပို့ပြီးတော့အာယုံကြမ်းမိတဲ့နေရာမှာပေါ့ဗျာ။ပို့ပြီးတော့အာယုံဆူဆိုင်းမိတဲ့နေရာမှာပို့ပြီးတော့ထင်သာရဲထင်ရှားရဲဆိုတော့တပြီးတော့တိသွားပါတယ်ဖေ။အဲတော့တပြီးတော့နောက်တနေ့မနေ့ရောက်တော့ပြန်ပြန်ငန်းကြီးပေါ့ပြန်ငန်းကြီးတရမှာဖမုံးကိုလည်းလာပြီးတော့ရှောက်ခဲ့ပါလေ။အဲ့နဲ့တပြီးတော့ဟိုအိမ်ကိုပြန်သွားတော့တပြီးတော့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့တမန်တင်ကက်ပါလောက်ပါတယ်ဖေ။တပြီးတော့ကအိမ်မှာလုံးဝမထိုင်ပါဘူးဖေ။မထိုင်မင်းနဲ့ တို့တပိတော့ရေချိုးရင်းနဲ့အဝိရှောရင်းနဲ့သမင်းချိုင်းပြုံးနဲ့တပိတော့အဲ့လိုမျိုးပဲမှတ်ပါရယ်ဗျာမှတ်တဲ့အခါကျတော့တပိတော့အသေးစိတ်ကလေးတွေကဘလို့သိလာဆိုအခုကြံတွေးတယ်ကြံတွေးတာကဟိုနန္တရာကြံတွေးတဲ့အတိုင်းကိုယုတ်ကလိုက်ပြီးတော့လှုပ်တယ်ဒါအဲ့လိုမျိုးတစင်ချင်းတစင်ချင်းသိနေတဲ့လိုမျိုးဖြစ်ပြက်ဖြစ်ပြက်အနောက်ကနေပြီးတော့ဒရန်ဆက်ပြက်ပြီးတော့လိုက်တာကိုလည်းတပိတော့သိပါပါရယ်ဗျာသိသွားတဲ့အခါကျတော့တပိတော့အဲ့ဒါကိုရှုပ်နေရှင်လဲအော်နန်ကလှုပ်ချင်တဲ့အတိုင်း ရုပ်ကနောက်ကနေပြီးတော့လိုက်ပါလားဒါဆိုလို့ရှိရင်လှုပ်ခြင်းနေဆိုတော့ဒီလှုပ်ခြင်းနေဆိုတော့ဉာဏ်တရားလေးကဒါကအကြောင်းဒါကလှုပ်နေတဲ့ဒီခန္ဓာကိုယ်ကြီးကကြတော့ရုပ်အကျိုးဆိုပြီးတော့တပိတော့တိသွားပါတယ်ဗျာတိသွားတော့တပိတော့အဲ့လိုမျိုးမှိုင်းမှိုင်းနေတပိတော့မိခင်တပိတော့အဲ့လိုမျိုးပြောပြတာပါဗျာဒီလိုမျိုးဉာဏ်အကြောင်းရုပ်အကျိုးအမှားတလားပေါ့တပိတော့ပြောလို့ပြောတပိတော့မိခင်ကတပိတော့ဘာမေးကုန်မေးလိမ့်မယ်ဆိုတော့ဒါဆိုလို့ရှိရင် 哦，亏行不行的？不落品类的，所以说安的这边多，哎 <noise>，起码这边多，年年不孬的，落比较那边。他所以说亏行呐，知道？他有阿家，他所以说天然的干，那椒粑，阿落没有说的说，这边多，哎，地，有地安的，那的亚巴嘛，有阿家，那家，有阿椒，那椒熟了，这边多，啥子比较孬的，多阿那边，孬的多阿那阿知道？ နောက်ရှူတိုင်းရှူတိုင်းမှာဘာဖြစ်လဲဆိုတော့ဒီယုံနယ်ကနေပြီးတော့ဘာကြောင့်ဖြစ်တဲ့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးကြောင့်ဖြစ်ဒီအကြောင်းအကျိုးပေါ်မှာတစ်ဆက်တည်းကိုဟိုတပိတော့တိသွားတာပေါ့ဗျာတိသွားတယ်တိသွားအဲ့ဒါနဲ့နောက်ကြတော့ဒီဟာတွေကိုစင်ကြီးနေနေစင်ကြီးနေနေဘာဖြစ်လဲဆိုတော့အော်ဒီအကြောင်းအကျိုးကလည်းမမြဲပါလားအဲ့ဒါကိုတပိတော့တိသွားပါတယ်ဗျာမမြဲဘူးဆိုလို့ရှိရင်အနေအဆအနေအဆဒုက္ခအနတ္တပေါ့ဗျာဒီသူ့သဘောတွေကြီးပဲဆိုတော့တိသွားပါတိသွားတော့တပိတော့အဲ့ဒါနဲ့ မကျေနပ်သေးဘူးခင်ဗျာမကျေနပ်သေးတဲ့အခါကျတော့တပီတော့အဲ့ဒါကိုဆက်ကိုပြီးတော့မှန်နေမှန်နေနဲ့ဟိုတပီတော့တို့အိမ်သားမကဟိုမိဆက်ကအမြင်နဲ့မောင်းထားတာရှိတယ်ဗျာဒီစတောက်ဆိုင်ရအဲ့ဆိုဒီစက်တန်ကြီးကိုတပီတော့ကြားကြားတဲ့အခါကျတော့စက်တန်ကြီးကိုကြားတာကြားတာတနေ့ကုန်လုံးဆိုတော့မုန်းလာတယ်ဗျာမကြားချင်တော့မကြားချင်ဆိုတော့ဒါကပထမတော့မှန်နေသေးတယ်ဟိုဆက်ကမောင်းထားတယ်ဆိုတော့ဟိုကြားနေရတဲ့အခါကျတော့ ိုနဲဟိုရုပ်အကြောင်းပေါ့ရုပ်အကြောင်းနဲအကျိုးမောင်းထားတယ်ဒါမှကြာတော့မမလိုချင်တော့ဆိုတော့ဒီပေါ်မှာငါကမလိုချင်ဘူးဆိုတော့ခံစားချက်ကလေးဖြစ်သွားပါလားပေါ့နောက်တစ်ခါကျတော့တစ်ခါကြားတဲ့တပြင်းချိုသားတဲ့အံလေးကြီးကောင်းတဲ့အံလေးကြီးကျတော့ဒါဆိုလို့ရှိရင်တပြည့်တော့ကလိုချင်မြန်ဟောဖေကစိုက်ပြန်ဟောစိုက်တော့ပြန်အော်ဒါဆိုလို့ရှိရင်လေဒါက ဟိုဒါဒုက္ခဝေဒနာလေးပေါ့ဆိုတပိတော့အဲ့မှာဘာကိုနားလဲသွားလဲဆိုတော့ဘုံဘုံဟောတဲ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတော့အော်ဒီမြင်တဲ့အပေါ်မှာရင်ဟိုပဲဝေဒနာကဒုက္ခဝေဒနာလည်းဖြစ်တယ်ဒုက္ခဝေဒနာလည်းဖြစ်တယ်ဒါဆိုလို့ရှိရင်မြင်တာလေးက ခံစားတတ်တာကိုခံစားတတ်တော့ဝေဒနာပါလားဆိုတပည့်တော့အဲ့ဒီတစ်ခုကိုသိတဲ့အခါမှာတပည့်တော့ဂျန်တဲ့အာယုံ၆ပါးစလုံးကိုလိုက်ပြီးတော့ဟိုဆန်တက်ပြီးတော့တပည့်တော့လိုက်ရှုကြည့်တာပေါ့ဗျာလိုက်ပြီးတော့ရှုတယ်လိုက်ပြီးတော့တမာသင်္ကပ္ပလှုပ်ကြည့်တဲ့အခါမှာအမြင်နဲ့မြအကြားသမျှအတိသမျှနည်းမျှအကုန်လုံးဟင်ဟာဝေဒနာပါလားဆိုတဲ့ဟာကိုတပည့်တော့သိသွားတယ်ဘာကြောင့်ဝေဒနာလဲခံစားတဲ့လို့ကိုဝေဒနာပါဗျာအဲ့တော့တပည့်တော့အဲ့ဒါကိုသိသွားတဲ့အခါမှာတပည့်တော့ ဟိုဒီဝေဒနာလေးကဝေဒနာလို့သိပြီးသွားပြီးဆိုရင်ဒီအာယုံ6ပါးစလုံးကဝေဒနာပါလားလို့သိလဲသိတော့ဒီဝေဒနာမမြဲဘူးဆိုတာကိုစက်တိုက်ဉာဏ်ကဟိုတပည့်တော်သိသိနေပါလေဗျာအဲ့လိုမျိုးဆိုအဲ့နဲ့အော်ဒီဝေဒနာမမြဲဘူးဒါဆိုဒီမမြဲတဲ့ဝေဒနာတွေကဘာကြောင့်ဖြစ်လာတာလဲဆိုတော့တပည့်တော်ရဲ့ဒီအာယုံ6ပါးကြောင့်ဖြစ်တာပေါ့ဗျာအာယုံ6ပါးကြောင့်ဖြစ်တယ်ဆိုပြီးတော့တပည့်တော်တစင်ချင်းတစင်ချင်းကိုဖါကိုမေးခွန်းနေထုတ်တယ်မေးခွန်းထုတ်ပြီးတော့တပည့်တော်တမာသင်ကပ်ပလုံးနေအဖြေရှာတယ်ပေါ့ဗျာ အဲ့တော့ဒီအာယုံ6ပါးစလုံးညောင်းဖြစ်လာတယ်အာယုံ6ပါးနှဖြစ်လာတယ်ဆိုတော့ဒါဆိုလို့ရှိရင်ဒီအာယုံ6ပါးကဟိုဘာကြောင့်ဟိုဖြစ်တာလဲဆိုတော့တပည့်တော်ဖုံဖုံရဲ့ဟောတဲ့ဟိုဒီ17ပါးဆိုတဲ့ဟာကိုတပည့်တော်သွားပြီးတော့ပြန်ပြီးတော့ကိုက်မိပါတယ်ခင်ဗျကိုက်မိတဲ့အခါကျတော့အော်ဒါဆိုလို့ရှိရင်နေနာလေးရလဲဟိုရုပ်ကြားထားလေးရလဲရုပ်ဒီရုပ်တွေအခန်းထဲနဲ့အတိုက်အထည်ပေါ်မှာဖြစ်လာတဲ့အပွင့်တက်ကလေးဒီဟာလေးရလဲ ဟိုမြင်စိတ်ကလေးပေါ့မြင်စိတ်ကြားစိတ်နည်းစိတ်တပြီးတော့အဲ့ဒါလေးတွေကိုလည်းဟိုသိသွားပါတယ်ဗျာသိသွားတဲ့အခါကျတော့ဒါလေးတွေကလည်းမြဲလာဆိုတော့တတာလေးတွေကလည်းမမြဲပါဘူးဗျာသူကသူအကြောင်းနဲ့အကျိုးနဲ့တိုက်ဆိုင်နေခါလေးတိုက်ဆိုင်နိုင်ပေါ်လာတယ်ပြီးတော့ပြက်ပြက်သွားတယ်ဗျာအဲ့တော့တပြီးတော့အဲ့ဒါလေးကိုအကုန်လုံးသိသွားတဲ့အခါကျတော့တပြီးတော့အကုန်လုံးကိုပြန်ပြီးတော့ချုပ်လိုက်တော့အော်ဒီဟာဆိုလို့ရှိရင်ဒါဆိုဒီအယုံ6ပါးစလုံးကိုပြန်ချုပ်လိုက်ရင်နောက်ဆုံးပါချက်လေးရုံးနဲ့နေပဲပြန်ပြီးတော့ချက်ဗျာတပြီးတော့အဲ့လိုမျိုး ဟိုဒါဆိုလို့ရှိရင်ဒီယုံဉာဏ်တဘာဝဒီယုံဉာဏ်တရားတဘာဝတရားဤဒီပုံပြန်အဲ့ဆိုတော့တဘာဝတွေဖြစ်ပြီးတော့တဘာဝတွေပြက်နေပါလားဆိုပြီးတပြီးတော့နားလေသွားလိုက်ပြန်အဲ့လိုမျိုးနားလေသွားတဲ့အချိန်မှာတပြီးတော့ရေခံစားချက်တွေကဟိုရေငြိမ်နေတဲ့ရေပြင်လိုပဲပြန်ရှင်းပြီးတော့ငြိမ်နေတယ်နောက်ပြီးတော့တွေ့ုံနေုံလဲဘာမှတိတ်ပြီးတော့မခံစားရတဲ့လိုအဲ့ဒါနဲ့တပြီးတော့ တပည့်တော်ရဲ့အနည်းဆက်ဆုံးမှရှိတဲ့လူတွေပေါ့ဗျာ။ဟောဒါတွေကလည်းယုံနဲ့နယ်မဲ့အကုန်လုံးဆိုတော့ယုံနဲ့နယ်လို့ပြောရတယ်ဆိုတော့ပထမအကြိမ်တပည့်တော်ရှုနေတဲ့ယုံနဲ့နယ်နဲ့နောက်အဆုံးတပည့်တော်ပြန်ပြီးတော့သိမ်းဆဲလိုက်တဲ့ယုံနဲ့နယ်နဲ့မှမတူတော့ဘူးဗျာ။အစင်အစင်အစင်စင်တွေအများကြီးဓာတ်ထဲမှာဖြစ်သွားတာတပည့်တော်အဲ့လိုမျိုးတည်နေပါတယ်ဗျာ။အဲ့ဒါနဲ့ now အဲ့လိုမျိုးတိပြီးတော့တိတ်ပြီးတော့မကြခင်ပဲဗျာအဲ့ဒီတစ်ချက်နှစ်ပိုင်းနဲ့တပည့်တော်တိတာပါဗျာတစ်ချက်ရဲ့ကြတော့တပည့်တော်တို့ ဟိုတမီလီယာကပွဲပါတော့အဲ့ကြောင်းကပွဲမှာပထမဆုံးရတော့ဟာတပည့်တော်တို့အဲ့ကပွဲအဖွဲတွေအကုန်လုံးကားနဲ့မြို့ပတ်တယ်ဗျာမြို့ပတ်လက်ဖက်ကိုဟိုအကုန်လုံးကလေးတွေရောဆရာမတွေရောအကုန်လုံးပါပါပြီးတော့မြို့ပတ်တော့မြို့တစ်ပတ်ဆိုပြီးတော့ပတ်လိုက်တာဘယ်ဟိုရောက်သွားလဲဆိုတော့ဟိုတပည့်တော်တို့ပြတ်ကျထားတယ်မြောင်မြအကျိုးတရာအဟောင်းမို့ဗျာအဲ့ဒီဟောင်းရချင်းကလည်းမို့ကားတက်သွားတာ ထက်သွားတဲ့ဟာကိုဆရာမတွေကလည်းမသိလိုက်ဘူးကျန်တဲ့လူတွေကလည်းဘယ်သူမှလည်းမသိလိုက်ဘူးဘယ်ကဟိုအဲကျိုးတရားရဲ့ချင်းကလန်အထိန်နှောင်းကိုရောက်တော့မှသိတိတိရဲ့ခါကျတော့ချင်းကလန်ဆိုပြန်ခောက်လို့လည်းမရဘူးဖေကမရတော့နဲ့ဟိုနောက်ကိုပြန်ပြီးတော့ဘန်းနဲ့ပြန်ဆုတ်တာပေါ့ပြန်ဆုတ်တဲ့ခါကျတော့တောင်စင်းညာလည်းဖြစ်နေရဆိုတော့လောကကားကအစ်မပြေဘူးဖေကပြန်ဟိုနည်းနည်းနောက်ကိုနည်းနည်းရှုံးဆင်းလိုက်တာနဲ့ ဘင်းရကြောက်သေးဟိုဟိုဘက်ထိုးလိုက်ဒီဘက်ထိုးလိုက်ပြန်တက်လိုက်အဲ့လိုမျိုးဖြစ်နေဖြစ်နေချိန်မှာတပည့်တော်ဟာအဲ့ဒီအချိန်မှာအမေတကယ်ငိုစိတ်နေဆိုတော့တပည့်တော်ဒါအားပူလောင်နေမှာပေါ့ဗျာရှေ့မှာကကိုယ့်ရဲ့ခလေးနှစ်ယောက်လည်းပါတယ်ပါလည်းပါတယ်ဟိုသူ့ရဲ့ဟိုနောက်ခုံမှာပေါ့ထိုင်နေတာပေါ့ပြီးတော့တပည့်တော်မြင်နေရတယ်ဒါပေမဲ့တပည့်တော်ရဲ့ခံဟိုရင်ထဲမှာဘာမှမခံစားမခံစားဆိုတော့လေအိုး ဒါရုံးနေနေမဒီအကြောင်းဒီအကြောင်းကျိုးတိုက်ဆိုင်လို့ဘောနော်ဒီကိစ္စဖြစ်တာပဲလို့တပိတော့တိနေတယ်ဟိုထူးထူးခြားခြားတုံလှုပ်တာတွေခြောက်ခြားတာတွေအဲ့လိုမျိုးမရှိဘူးဗောဗျာအဲ့ဒီမှာတပိတော့15မိနစ်မိနစ်20လောက်ကြာတယ်နောက်ဆုံးကြာတော့မှဒီတော်တော်လေးဟိုဘောနော်စူးစမ်းပန်းစားနဲ့ပြန်လှုပ်ပြီးတော့မှဒီလမ်းမှန်ကိုပြန်ရောက်တယ်မဆိုလမ်းမှန်ပြန်ရောက်တော့မှအဲ့ဒီမောင်းနဲ့ လူကမူးနေမှန်းသိတယ်ဗျာ။ तू ကလည်းမသိဘူးတက်သွားတာ။အဲ့လိုမျိုးဆိုတပိတော့အဲ့ဒီအချိန်မှာကိုကိုကိုတီးလိုက်တယ်။အော်ငါဒီလောကရနဲ့ဒါလောကရနဲ့တိုက်တာပေါ့။လောကရနဲ့တိုက်တဲ့အချိန်မှာတော့မှဒီလိုမျိုးဖြစ်သွားပါလား။ဆိုပြီးတော့တပိတော့ပြန်ပြီးတော့ဒါစင်ငင်မိသွားတယ်ဗောဗျာ။အဲ့တော့နောက်ပိုင်းကျတော့အဲ့ဒီတကြံအကြနဲ့ပြီးတော့နောက်နေ့စံတည့်နေ့ကျတော့တပိတော့ဆရာဦးမောင်ကြီးကိုတွားလျှောက်ပါတယ်။လျှောက်ပြီးတော့ ။ဟိုဘုံဘုံလည်းတပြီးတော့အဲ့ဒီများများလာတယ်ကြွားတယ်ဘုံဘုံလည်းတပြီးတော့ရှောက်တော့ဘုံဘုံကပါပြောလဲဆိုဟိုဥပမာလေးနဲ့ပေးတယ်ဗောဗျာတပြီးတော့ကိုဒီရုံနဲ့ဆိုရုံနဲ့မာရင်ကျင်းနဲ့ကျင်းညံ့အောင်လို့ရှုဖို့ဗောနော်အဲ့ဘုံဘုံကတပြီးတော့ဟိုတာနာကလေးတွေနဲ့ပေးတယ်ဗျာအဲ့တော့တပြီးတော့ဟိုဆရာဥမမောင်ရှိကိုရှောက်လဲရှောက်ဆရာမောင်ရင်ကငါတပြီးတော့ဗောနော်ဘယ်အဆင်ရောက်နေပြီဗောအဲ့လိုမျိုးပြောတခုံးပြောတော့တပြီးတော့အဲဝမ်းတာတာဗောဖေဟာပီတိဖြစ်တာဗောမင်းဟန်ငါဟုတ်ပြီဗောအဲဟုတ်နေရပါဗောငါ ဲ့လိုမျိုးဖြစ်နားကြကြဖမုံကြည့်လဲရောင်လဲရောက်ဖမုံအဲ့လိုမျိုးပြန်ပြောပြအဲ့ဒီပီတိဖြစ်စေကလေးဟာဖုတ်သွားတယ်ဗျာချက်ချင်းပေါ့နော်အဲ့ဆိုဟိုဒီဒီခံစားချက်ကလေးပေါ်မှာတပီတော့ကိုယ်စိတ်မှာဖြစ်နေတဲ့ခံစားချက်ကိုဟိုဒီဟာလေးကလည်းမမြဲဘူးပေါ့ဗျာအဲ့လိုမျိုးနောက်ပိုင်းကျတော့တပီတော့ဘလို့ပြစ်သွားလဲဆိုတော့ ဟိုကိုဘာဖြစ်လဲအခုမှဆိုဝမ်းနာနေလားဝမ်းနေနေလားချက်ချင်းကိုတပိတော်ရဲ့စိတ်ကဘာဖြစ်နေတပိတော်အမြင်နဲ့သမာသင်ကပ်ဖာလောက်လို့ရနေရဗျာနောက်ပြီးတော့သိရင်သိတာနဲ့ချက်ချင်းရက်ဗျာအဲ့လိုမျိုးဆိုအဲ့ဒီတရားဟိုတရားလျှောက်ပြီးတော့ပြန်လာတဲ့ဒါနောက်ပိုင်းနောက်ပိုင်းကျတော့တပိတော်အဲ့ဒီလျှောက်ကိုဖမောဥပညာနဲ့နားအောင်လေဟိုဖုန်းနဲ့လှမ်းပြီးတော့လျှောက်တယ်ဗျာလျှောက်တဲ့အခါကျတော့ဖမောကတပိတော်အဲ့ဒီဟိုအာယုံ၆ပါးနိဗ္ဗာန်တော့အဲ့ဒီတရားရဲ့နောက်တစ်ခါတဘာဝ ဘမဟုတ်တာတဘာဝတင်းနေနေအဲ့ဒါကိုလည်းနာခိုင်းနေနောက်ပြီးတော့ပရိသတ်သမုပ္ပါကိုလည်းနာအဲ့ဒါပထမဟိုနာရင်နာနေတပြီးတော့ဘာတိလာလဲဆိုတော့ဒီဟိုနင်းခန္ဓာနင်းခန္ဓာ၅ပါးပေါ့နော်အဲ့ဒီနင်းခန္ဓာ၅ပါးဘယ်လိုဖြစ်တယ်ဆိုတော့ဟာဟိုတပြီးတော့က ဟိုနားလေတော့နောက်တစ်ခါပြိပြိဆက်သမုတ်ဘက်လဲရတဲ့အကြောင်းနဲ့အကျိုးပေါ့ဗျာအဲ့တော့အဲ့ဒီအကြောင်းနဲ့အကျိုးကိုလည်းတပြီးတော့အကျမ်းမြင်တည်သွားတပြီးတော့အရင်တော့ပြိဆက်သမုတ်ဘက်ဆိုတော့မျက်စိထဲမှာအဝိုင်းပဲမြင်တာဗျာဘာမှမတည်ဘူးအဲ့လိုမျိုးဆိုအဲ့ဒီဥစ္စာကိုတပြီးတော့တည်သွားတယ်တည်သွားတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုဟိုတခုချင်းစီကိုလိုက်ပြီးတော့အဲ့ဒီပုံမှာလိုက်ပြီးတော့ပြန်ပြီးတော့စင်ရင်ကြည့်အဲ့လိုမျိုးစင်ရင်ကြည့်လဲကြည့်ရောဟိုနောက်ကျတော့ဒီပြိဆက်သမုတ်ဘက်လဲရတဲ့ အကြောင်းနေနောက်တစ်ခါဖုံဖုံဟောတဲ့တရားရင်နဲ့ပြန်ပြန်ကြိုက်ပြီးတော့တပီတော့နာတယ်နာတဲ့အခါကျတော့နောက်ပိုင်းတပီတော့ရဲ့ဟိုအဲ့လိုမျိုးတွေနိုင်နိုင်နဲ့တပီတော့ရဲ့ဘယ်လိုပြောမလဲဆိုတော့ဒီခံယူချက်တွေသဘောထားတွေအဲ့လိုမျိုးတွေကတော်တော်ကြီးကိုကွာသွားတာဗျာအရင်ကကိုလုံးဝမတူတော့တာဗျာမတူတော့တဲ့အခါကျတော့တပီတော့ကတပီတော့ဟိုကိုကိုကိုဆန်းစစ်တာဗောဗျာဆန်းစစ်တော့ဒီသိလာတဲ့အပေါ်မှာကိုဘယ်လိုရှုမိနေတယ်လဲဆိုတော့ရှုမိနေတဲ့ဆရာဆရာတပီတော့အခြေအနေ၃ခုကိုမြင်နေဗျာ တပိတော့တိတ်တက်လာပေါ့ဗျာတပိတော့ကိုဘကိုဟိုအရင်လုံးလုံးနေနေဆိုလို့ရှိရင်တော့အေးဆေးဆေးပဲဒါရုံနေနေဒီလိုမျိုးပေါ့နော်တမန်သင်ခဲ့ပါတဆင်ချင်းတဆင်ချင်းရှုနေရှုနေနေနောက်ဘလို့ဖြစ်လာလဲဆိုတော့ဒီရှုနေတဲ့ကြံတွေးစိတ်ဒီလုံးနေတဲ့စိတ်ဒီပေါ်မှာအပြက်အပြက်အပြက်ဖြစ်တယ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 ်အိမ်ဟာလေးတွေကိုပဲတပိတော့မြင်တော့တာဗျာမြင်တဲ့အခါကျတော့တပိတော့အဲ့ဒါဆိုလို့ရှိရင်ဒီဖြစ်တယ်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 လေးတွေဟာ ဟိုဒီပဲ့လို့ရသလားဆွဲလို့ရသလားမြဲသလားမမြဲဘူးလားတရွေ့ကြတော့အဲ့ဒါကိုတမားကဒါကတပိတော့ရှုတဲ့တလိုင်းပေါ့ဗျာအဲ့နောက်တစ်ခုကကြတော့ဟိုတပိတော့ရုတ်တရက်ဆိုတော့သူများတကာစကားပြောလို့ရှိရင်ကြားတယ်ဆက်စုတယ်လေဗျာဆက်စုတယ်ဆိုလို့ရှိရင်ဟာဒီဟာကကြားလိုက်ပြီဆိုတာနဲ့ဉာဏ်ကဒီကျောက်သွားပြီဗျာဟိုကဝေဒနာတွေပါတယ်တခါတည်းတင်ညာတွေပါတယ်တခါတည်းပေးပြီးသားဖြစ်သွားတယ်ပေးပြီးသားဖြစ်လာတဲ့အချိန်မှာတပိတော့ရက်လေဩဒါက ငါဒီလိုမျိုးလေးပြောင်ရောက်သွားပါလားဒီအဆင့်ကိုရောက်သွားပါလားဆိုသိလိုက်တာနဲ့အဲ့ဒါကိုဟိုရက်သွားတယ်ဗျာနောက်ဒါဒါကကြတော့တမျိုးနောက်တစ်ခါကျတော့တာသမီတွေနဲ့တပည့်တော်စကားပြောတယ်တပည့်တော်တစ်ခါကျလို့ရှင်တော့ဟိုဒေါသဆိုတာကမရှိတော့ဘီမင်းခါကျလို့ရှင်မကြိုက်တဲ့စိတ်ကလေးတော့ဖြစ်သေးတယ်ဗျာအဲ့လိုမျိုးဆိုအဲ့ဒီအပေါ်မှာတွေလည်းတပည့်တော်ဖြစ်ပြီဆိုရင်ဖြစ်တာနဲ့ချက်ချင်းတိတယ်ချက်ချင်းအဲ့လိုမျိုးတိတာနဲ့ဟိုရက်သွားတယ်ဗျာအဲ့လိုမျိုးတွေဖြစ်တာတပည့်တော်အဲ့ဒီဘယ်လိုပြောမလဲအချေဒီအရှုခံပေါ်မှာအရှုခံပေါ်မှာသူ့ရဲ့ ဖြစ်လာတဲ့အကြောင်းအကျိုးပေါ်မူတည်ပြီးတော့တပည့်တော်ရဲ့အရှုဉဏ်ကလည်းဒီလိုမျိုးပြောင်းလဲသွားတယ်ပေါ့။တပည့်တော်အဲ့လိုမျိုးလေးတော့နားလဲပါတယ်ဗျာ။နောက်ကြတော့နောက်ဒီလိုလာမဲ့ငါးလပိုင်း၃ရက်နေရပေါ့ဗျာ။တပည့်တော်အဲ့နေရတော့ကတပည့်တော်ဟင်းချက်နေတယ်။ဟင်းချက်နေနေဟိုပါလို့ဆရာတော်ဘုရားကြီးရဲ့ဒီဟိုဝိပဿနာရှုဘွယ်တော်လေးစေပေါ့ဗျာ။အဲ့ဒီမှာဒီတပည့်တော်အတွဲလေးပေါ့။အဲ့ဒါကိုတပည့်တော်နားတယ်။နားနေနေတပည့်တော်ဘာကိုစဉ်းစားမိတယ်လဲဆိုတော့ ဟိုဒီခန္ဓာကိုယ်ကြီးอ่ะငါတို့တွေကဒီခန္ဓာကိုယ်ဥပမာတပြည့်တော့အဲ့ဒီအချိန်တော့ဒီချက်ဖို့ပြဖို့လုပ်နေခါကျတော့တဘာအတွက်ချက်နေရလဲပေါ့ဒီခန္ဓာကိုယ်ကြီးကိုကျဲမအောင်လို့စောင့်ရှောက်ဖို့အော်ကျဲမအောင်စောင့်ရှောက်ဖို့တို့ကချက်ရပြေကလောကန်ရတယ်ချွေးတွေကလည်းထွက်တယ်အာဟိုကလည်းရဒီကလည်းရနေတွေကလည်းဘူရယ်ဆင်းရဲတယ်ပေါ့ပြီးလို့ရှိရင်လည်းဒီခန္ဓာကိုယ်ကြီးဝိဖို့အတွက်တခါ စ조사ပန်းစားနဲ့လှုပ်ပေးရသေးတယ်တခါနေဖို့ဆိုလဲလှုပ်ပေးရသေးဒါကဘသူလှုပ်တာလဲဆိုတော့ဒီခန္ဓာရထားတဲ့လူစင်ရဲချမ်းသာမယွေဟိုးမရှိတဲ့လူကနေစပြီးတော့တအားကြီးကြီးတဲ့ချမ်းသာနေတဲ့လူတွေအထိအကုန်လုံးကလှုပ်ပေးနေရတာဗျာအော်အဲ့လိုမျိုးလှုပ်ပေးမှဒီခန္ဓာကိုယ်ကြီးအကျမ်းပါမယ်ခန္ဓာကိုယ်ကျမ်းပါမှစိတ်ကလေးကချမ်းသာမယ်ဗောဗျာအဲ့တော့နောက်တခါဒီဘက်ကပြန်တွေးကြည့်ပြန်တော့လေဒီခန္ဓာကိုယ်ကျမ်းမာနေုံနဲ့မပြီးဘူးစိတ်ကလေးချမ်းသာဖို့လေသူတို့လှုပ်ချင်တာလေးတွေကလှုပ်ပေးရသေးတယ်ဗျာ အော်တကြခยีသွားတာတို့တကြအဝိဆိုလဲလှန့်လာလေးဝေးရတာတို့ကြဟိုရွှေဝစ်ပေးရတာတို့ငွေဝစ်ပေးရအဲ့လိုမျိုးတွေကလိုက်လုံပေးရတယ်အကုန်လုံးဖြည့်စည်းပြလိုက်ရမနဲ့မိုးလင်းရမိုးချုပ်သူ့အတွက်ကိုဖြည့်စည်းရပြီးလို့ရှိရင်ဘာပြင်ရလဲကိုယ့်အတွက်ဆိုဘာမှလည်းပြင်မရဘူးဗျာအိုမဲနာမဲတေမဲဆိုတဲ့ဒီဟာတွေပဲပြင်ရမယ်ဆိုတော့တပီတော့အဲ့လိုမျိုးစဉ်းစားမိသွားတဲ့အချိန်မှာမလို့ချင်တော့ဗျာချက်ချင်းကိုသိချင်စိတ်တောင်ပေါက်တယ်ဗျာအဲ့လိုမျိုးဖြစ်တာချိန်မှာတပီတော့ဟိုငိုးချင်းတလို့တအားဝမ်းနေတဲ့စီဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့ တပီတော့အဲ့လိုမျိုးဝမ်းနေစရာဖြစ်တဲ့ဖြစ်ပြီးတော့ဘလို့လုံးအမှန်မသိဘူးဒီဟာကြီးကိုမလို့ချင်တာကိုအဲ့နဲ့နောက်ကျတော့တပီတော့ပြန်ပြီးတော့ဟိုစဉ်းစားရတယ်ဗောနော်ဝမ်းနေနေတော့ကောဒီခန္ဓာကိုကြီးကဟိုပင်လို့ရမှာလားမရဘူးဗောဗျာဒါကအကြောင်းတရားကြောင့်ရလာတဲ့အကျိုးခန္ဓာကိုကြီးပဲအဲ့တော့ပင်လို့မရဘူးပင်လို့မရတယ်လို့ဆွဲထားလို့ရောရမှာလားမရဘူးသူဖြစ်ချိန်နေဖြစ်မှာပဲတည်ချိန်နေရင်တေးမှာပဲလို့တပီတော့အဲ့လိုမျိုးပြန်ပြီးတော့ဆင်ញင်လိုက်တယ်ဗျာဆင်ញင်လိုက်ပြီးတော့ဒီညာတော့ညာခိုက်ဗောဗျာ ။ तू ကတော့မှကိုယ့်ကိုဒီလောက်တော့မှအသုံးချနေတာ။ကိုကလည်းသူ့ကိုပြန်ပြီးတော့အသုံးချဖို့လိုတယ်။အဲ့တော့ကိုလောက်ခွင့်ရနေတဲ့အချိန်မှာဝိပဿနာကိုပို့ပြီးတော့ဟိုအားကျိုးမှန်တဲ့နဲ့လောက်ရမယ်ဆိုတဲ့ဒီလိုမျိုးပေါ့တော့ယတိပြေဆုံးဖြတ်ချက်တခုတပြီးတော့ချမိပါမယ်ဗျာ။အဲ့မဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ဒီသွားသမျှလာသမျှစားသမျှအကုန်လုံးကတပိတော့မှတ်နေစရာမလိုဘဲနဲ့ကိုပဲဟိုတိတိတိနေပဲတိတိနေတယ်ဗောဗျာနောက်ပြောလဲအတားအတွေးအမြင်တွေကတပိတော့ပြောင်းသွားတယ်တခြား အရင်တော့ဆိုတပည့်တော်တို့အိမ်ကဟိုအိမ်ဆိုတော့လေစူတာပေါ့ဗျာပြန်ပြစ်လိုက်ငိုလိုက်ယိုလိုက်ကလေးတွေနဲ့အဲ့လိုမျိုးဆိုအခုဆိုရင်တပည့်တော်တို့အိမ်ကတော်တော်လေးကိုအေးချမ်းတယ်ဗျာတပည့်တော်ကတပည့်တော်ရတဲ့လူမျိုးတွေဒီခါကြီးကိုလည်းရစေချင်တော့တပည့်တော်သူ့ကိုလီလာပိုင်းတော့လည်းဒီကိုရောက်အောင်ပို့ပါတယ်ဗျာပို့တော့သူကလည်းအခုတိတိလာတယ်ပေါ့နော်တိလာတယ်ဆိုတော့ဒီမိဘနှစ်ယောက်ကအစဉ်ပြေနေပြီအေးချမ်းနေပြီဆိုတော့တာသမီတွေကလည်းအလိုလိုအေးချမ်းတယ်ဗျာအဲ့တော့တပည့်တော်ကဟိုဒီတပည့်တော်ရဲ့ကလေးကို တပိတော့လည်းရစီစင်တဲ့ခါကျတော့သူ့ကိုဘလို့နားလဲအောင်လို့တပိတော့ပြောပြရမလဲဆိုတော့ဒီ6နှစ်ကလေးလေးကိုတပိတော့ကကလေးတယောက်နားလဲနိုင်မဲ့စကားလုံးနဲ့တပိတော့သူ့ကိုတပြေးပြေးချင်းတစင်ချင်းတစင်ချင်းပြောပြတယ်ဗျာပြောပြတဲ့ခါကျတော့ तू ကအခုဘလို့ဖြစ်လာလဲဆိုတော့ तू ပြောတဲ့စကားမှဦးရေဟိုတကူပြောရင်စမတပိတော့ရဲ့ตาအရင်တော့ဆိုရင် तू ကတအားဟိုလေဟိုဝမ်းနေတတ်တာဗျာအဖေဖေမမေတေမာလားတေမာ တီးမလို့ချင်းဟူ तू อ่ะအဲ့လိုမျိုးဆိုတပည့်တော် तू อ่ะအဲ့လိုမျိုးဖြစ်နေခါကျတပည့်တော်သူ့ကိုအရင်ဆုံးဟိုဒီဒီလိုမျိုးမဖြစ်အောင်လို့ပေါ့ဗျာတပည့်တော်သူ့ကိုလှုပ်ပေးမယ်ဆိုပြီးတော့အဲ့တပည့်တော်ကပြောပြပြီးတော့သူ့ကိုငါရှာခိုင်းတယ်ဗျာငါရှာခိုင်းတဲ့ခါကျတော့ तू อ่ะရှာလို့မတွေ့ဘူးရှာလို့မတွေ့ဘူးဆိုတော့ဘလို့ရှာလို့မတွေ့တာလဲတပည့်တော်သူ့ကိုပြန်မေးတယ်မေးတဲ့ခါကျတော့ तू อ่ะ တားကအားတဲ့စပင်ကအရှိအီးဖြစ်နေတာအားတဲ့အယောင်ကလည်းစိုးကျင်တာအားတဲ့ဒါပေမဲ့တားဖြစ်ခိုင်းတယ်လို့မဖြစ်တာပေါ့နော်မဖြစ်တော့တားမပိုင်ဘူးပေါ့တဲ့ဆိုပြီးတော့သူအဲ့လိုမျိုးလေးတစ်ချက်ပြောတယ်ဗျာဒါပေမဲ့နောက်ပိုင်းကျလို့ချင်းလေ तू ကပြောတိုင်းပြောတိုင်းမှဒီလိုကြီးဝမ်းနေစကားတွေမထွက်တော့ဘူးဗျာဒါတပိတော့ဟိုတိတဲ့ထူးထူးခြားခြားပေါ့ဗျာဟိုဘယ်လိုပြောမလဲတပိတော့တတိထားမိတဲ့အရာတခုပေါ့ဗျာအဲ့ဒါဒီ6နှစ်ကလေးလေးတောင်မှဒီလိုမျိုးဟိုအဖြစ်နိုင်နေဆိုတော့ ဟိုဒါကျန်တဲ့လူတွေကိုလည်းတပိတော်ကရစေခြင်းနဲ့သိစေခြင်းနဲ့တပိတော်တပိတော်လူမျိုးပဲပေါ့ဗျာအရင်တော့ကဘာမှမသိတဲ့လူဒါတေဖို့ရမယ်တဲ့ကြောက်တဲ့လူကအခုတပိတော်အခုသိမယ်ဆိုလည်းမကြောက်တော့ဘူးဗျာအဲ့လိုမျိုးတွေတအားတွေအတွေးတွေအမြင်တွေတအားပြောင်းလဲသွားတယ်ဗျာအဲ့တော့ဒီဟိုဒီချောင်းနဲ့တဲသေးလေးတောင်ကဒီလူမျိုးနားလဲနိုင်သေးရင်ကျန်တဲ့လူတွေရောဘာလို့မနားမလဲနိုင်ရမှာလဲပေါ့ဗျာတပိတော်အဲ့လိုမျိုးအကုန်လုံးကြိုးစားစေခြင်းနဲ့ဗျာဟုတ်ပါပြီရကြရေးလေးပါတိုက်လိုက်ပါဦး မောလာမောလာဟောအဲ့တော့မိဘနဲ့ရှင်မသားချင်းတွေပေါ်မှာအခုဘလို့မြင်သွားလဲဟုတ်ကဲ့ဘလို့မှမခံစားမိတော့ဘူးဗျာသူတို့လည်းယုံနဲ့နဲ့တဘာဝတရားပဲကိုလည်းတဘာဝတရားပါပဲဗျာ30တဘုံမှာပါပါတယ်30တဘုံမှာလည်းအကုန်လုံးယုံနဲ့နဲ့တဘာဝတရားတွေပါပဲဗျာဟုတ်ပါပြီအဲ့လိုသီးတော့လောကကြီးကအမြင်တွေဘလို့ပြောင်းသွားလဲအတိအမြင်တွေအတိတွေကတအားကြီးကိုကွာတာပေါ့ဗျာအရင်နဲ့ဘာမှရှင်းလက်လက်ဘွားပြောင်းသွားတော့ဟုတ်လားဟုတ်ပါဗျာဒီကတော့ ရှင်လက်လက်ဘွားပြောင်းသွားတယ်မှန်လားတင်ပါဗျာမှန်ပါတယ်ဗျာဟုတ်ပြီအဲ့တော့ဒီစိတ်နဲ့သိရင်ဒီမှာရုပ်အပေလေးပုံငယ်ရှိတယ်ကြာနိုင်သေးလားမကြာနိုင်တော့ပါဘူးဗျာကြာနိုင်ငါးဘာတီလာငါးဘာတီလာစောင့်စရာကိုမလိုတော့ပါဘူးဗျာလုံသွားပြီဗျာဟာရေတော်သေးတာဘွားလုံလုံနာလေးထဲလို့တော်သေးတာဘွားဟုတ်ပြီနော်ငါးပါးတိလာမဆောက်မဲနဲ့ကိုအော်တိုလုံသွားတာပဲတင်ပါဗျာဓမ္မဆောက်တဲ့တိလာဖြစ်သွားပြီတင်ပါဗျာတက်တက်ကြီးကိုလှုပ်ပြီးတော့လှုပ်ပြီးတော့မလို့မလို့တော့ပါဘူးဗျာသူရဲ့မနှောကံမှာကိုသွားသူအော်တိုလုံသွားတာတင်ပါဗျာ ဟုတ်ပါပြီအဲ့တော့ဒီစိတ်နဲ့သိရင်အပြစ်မကြောက်ဘူးဆိုတော့ဘယ်သူအမှတ်ခံပြီးမှာလဲပြီးတော့ကိုယ်ကိုအမှတ်ခံပါတယ်ခင်ဗျာဟုတ်ဟုတ်ပါပြီနော်အဲ့တော့ဒီစိတ်နဲ့သိရင်မသိအောင်အပြစ်မကြောက်အောင်ဒီမကြီးအဲ့တော့ဒီယုံနံပေါ်မှာဘယ်လိုရှုမှတ်ပြီးတော့သိမလဲသိကြည့်ပါဦးဒီယုံနဲ့နန်းဆိုတာကဒီအကြောင်းအကျိုးကြောင့်ဖြစ်လာတဲ့ယုံနံကြီးဟာပြန်ပြီးတော့ဒီဟိုအကြောင်းအကျိုးတွေနဲ့ပဲပြန်ပြုတ်ဟိုဟာဖြစ်ပြီးတော့သိသိလို့ရှိရင်လည်းဘာမှနှမျောစရာမရှိဘူးလေခင်ဗျာသူ့ရဲ့တဘာဝတွေပဲလေ အဲ့ဆိုကိုဘာမှသွားပြီးတော့ဝင် ပြီးတော့လှုပ်လို့မရဘူးဝင်ပြီးတော့လည်းဆုတ်ဖက်လို့မရဘူးကိုသဘောတွေမဟုတ်ဘူးသူသဘောတွေဆိုတော့ဒီရုံးနယ်နယ်ပေါ်မှာတဘာဝတဘာဝတွေဖြစ်ပြီးတဘာဝတွေပြည့်နေတာပဲဆိုတော့အဲ့လိုမျိုးအတိနဲ့တပြီးတော့အသေးမှာပါဗျာ တဘာဝတွေဖြစ်ပြတဘာဝတွေပြက်နေပါလားလို့တည်ပြီးတော့တည်တော့အဲ့ပေါ်မှာပယ်တာဆွဲတာပါသေးလားပယ်တာဆွဲတာလည်းမရှိတော့ပါဘူးဖေဟာဟုတ်ပြီဒါဆိုအလုံးလို့ပယ်လို့ဆွဲလို့ရလားမရဘူးဖေဟာမရပါဘူးပယ်လို့ဆွဲလို့မရတော့အနတ္တရောစိုက်မသွားဘူးလားစိုက်သွားပါဘူးဘယ်ပဲမဆွဲဘဲနဲ့သူ့တဘောပဲတည်တော့မကညံရောစိုက်မသွားဘူးစိုက်ပါတယ်အဲ့တော့အဲ့ဒီစိတ်လေးနဲ့တည်ရင်ပယ်ကြနိုင်သေးလားမကြနိုင်တော့ပါဘူးအဲ့တော့ဇဝဇဝါနဲ့တည်မှလားအသေးချာတည်ရမှာအသေးချာတည်မှာပါဖေဟာဟုတ်ပါဒါဆိုတည်ရမှာကြောက်သေးလားမကြောက်တော့ပါဘူးဟုတ်အစင်းနဲ့လှုပ်ထားမယ်နော်ဟုတ်ပါပြီအားလုံးတာရုပ်ပေါ်ပြီပါနော်အာဒီ Ruta. Ah, Ruta. Ah, Ruta. Ah. Què més hem fet no? Bueno.